ဘုရားသခင်ရဲ့ကြီးတို့ကိုအထူးပဲချီးမွမ်းပါတယ်။မေလနောက်ဆုံးတစ်ပတ်ခါပေဟုသာသနာနေနေ့ဖြစ်ပါတယ်။ပေဟုသာသနာနေနေ့ဖြစ်သည့်အားလို့ဆိုတာပေဟုသာသနာနေနေ့နဲ့ဆက်ဆိုင်တဲ့နေပြန်ကြစာနဲ့အတူနေနေ့ဆက်ဆိုင်တဲ့ဒေသနာတို့ကိုဖော်ပြဖြစ်ပါတယ်။ကျမ်းစာတစ်ပိုက်ဖတ်ခြင်းပါတယ်။ဂျေစုပြုခြင်းဥစ္စာဝီမြခြင်းအမှုတို့ကိုမမေ့လျော့ချနဲ့ထို့သောသောရစ်ကိုဘုရားသခင်သည်အားရနှစ်သက်တော်မူ၏။ ဧဘေဩဝါဒစာအခန်းကြီး73အငယ်16ဖြစ်ပါတယ်။ဘေကုသာသနာနေထဲမှာအသင်းတော်69ပါးမိဖက်အသင်းတော်တပါးစုစုပေါင်းအပါး80ရှိပါတယ်။တပည့်တော်စုအနေနဲ့ကတော့36စုရှိပြီးတော့မှသာသနာကွင်း6ကွင်းနဲ့ဖွဲ့စည်းထားပါတယ်။ဘေကုသာသနာနေထဲနေမှာမိဖက်အသင်း3သင်းရှိပါတယ်။ပထမတစ်ခုကတော့မြန်မာနိုင်ငံနေချင်းအသင်းတော်များအဖွဲ့ချုပ် MBCU ဖြစ်ပါတယ်။ ေဟူသာသနာရဲ့ဓမ္မအမှုတော်ဆောင်များအသင်းနဲ့နောက်ဆုံးတတိယတစ်ခုကတော့ပေဟူသာသနာနဲ့အမျိုးသမီးအသင်းတို့ဖြစ်ပါတယ်ပေဟူသာသနာနေ့တွင်မှာအချင်းခံပြီးတဲ့သူစုစုပေါင်း11250ခန့်ရှိပြီးတော့မှာနှစ်ချင်းမခံရသေးတဲ့သူ856ဦးခန့်ရှိပါတယ်ဓမ္မအမှုတော်ဆောင်စုစုပေါင်းအပါ290ရှိပါတယ်ဘုရားသာသနာနေ့ယုံမှာအချိန်ပြည့်ဝန်ထမ်း9ဦး အချိန်ပိုင်း9ဦးရှိပါတယ်2025ခုနှစ်အတွက်ဘကိုးနယ်နေ့အဓိကအချက်ကတော့ဖယားသခင်နှစ်သက်တော်ရစ်ဖြစ်ပါတယ်2024ခုနှစ်မှာပြုလုပ်ခဲ့တဲ့ဘဲဟုသာသနာနယ်နေ့မှာတော့အလှငွေစုစုပေါင်း64သိန်း6650ကျပ်ရရှိခဲ့ပါတယ်ပေကုသန္တရာနေနေ့မှာပေးလှူခဲ့ကြသောအသိန်းတော်အသီးသီးနဲ့တကွပေကုသန္တရာနေနေ့မှာ တရားပြင်လဲလဲခြင်းမှာပေါဝင်ဆက်ကပ်ခဲ့ကြသောဆရာသမားကြီးများအလုံးကိုလည်း ਨੇ ကိုစားကျေးဇူးတင်ရှိကြောင်းဖော်ပြလိုပါတယ်၂024ခုနှစ်အတွင်းမှာပဟုတာတာနေကဈေးရောင်းပွဲကိုတစ်ချိန်ပြုလုပ်ခဲ့ပါတယ်ထိုဈေးရောင်းပွဲမှာစုစုပေါင်းအလှူတော်ငွေ55သိန်း6400နဲ့900ခန့်ရရှိခဲ့ပါတယ်ပဟုတာတာနေထဲမှာလုပ်ငန်းဌာနပေါင်းစုစုပေါင်း6ခုရှိပါတယ် ပထမတစ်ခုကတော့အမျိုးသားဌာနဖြစ်ပါတယ်။အမျိုးသားဌာနအနေနဲ့ကတော့အသင်းတော်အသီးမှရှိတဲ့အမျိုးသားများနဲ့မိဘရာဖွဲ့ခြင်း MBCU MBC မှာရှိတဲ့အမျိုးသားများနဲ့အမျိုးမိဘရာဖွဲ့ခြင်းနဲ့အတူတကွအမျိုးသားများရဲ့တည်ရတာအားသင့်လောင်းကိုလည်းပြုလုပ်ခဲ့ပါတယ်။လူငယ်ဌာနအနေနဲ့ကတော့ အသင်းတော်အသီးသီးမှာရှိတဲ့အချို့သောလူငယ်များနဲ့မိသားအပြုဥပ္ပုကိုးအွယ်ခြင်းမှာပါဝင်ခဲ့သလိုတလားကိုတစ်ချိန်စွန်းအပြုဥပ္ပုကိုးအွယ်ခြင်းတမာကျမ်းသာတင် जा ခြင်းကိုလည်းပြုလုပ်ခဲ့ပါတယ်။ဘန္နာရှာပွေးအနေနဲ့ကတော့အိမ်အသုံးပစ္စည်းများအစားအစာများကိုရောင်းချပေးခဲ့ပါတယ်။ဓမ္မပညာဌာနအနေနဲ့ကတော့ကလေးများဆုတောင်းရနေကလေးများနေတမာကျမ်းစာရွတ်ဆိုပြိုင်ပွဲအသင်းတော်ကြောင့်ဆရာဆရာမများအားတင်လောင်းတင်တဲ့နဲ့ ပန်းဝထိုးတင်တန်းတွေကိုပြုလုပ်ပေးခဲ့ပါတယ်။ကလေးစုံကြီးတင်တန်းကိုလည်းပြုလုပ်ဖို့ရန်ရှိပါတယ်။တာနာပြုရေးဌာနအနေနဲ့ကတော့အပတ်စဉ်အင်္ဂါနေ့တိုင်းမနက်9:00နာရီအာရုံဥဝိပု6ကိုွယ်ချင်းအစီအစဉ်ရှိပါတယ်။တင်းတော်များသူတလားချင်းလှည့်လည်ဆူတောင်းခြင်းမိတ္တဟယာဖွဲ့ခြင်းတလားစီတမချန်းစာတင်စားခြင်းရှိပါတယ်။အင်္ဂလိပ်တတိခံတင်တန်းကိုလည်းပြုလုပ်ခဲ့ပြီးဖြစ်ပါတယ် ရဲ့ဝန်ထမ်းချင်းနဲ့ဖွံ့ဖြိုးရေးဌာနအနေနဲ့ကတော့ပဲခူးရေးပေးတောင်ငူရေးပေးဒေသများသို့ပါဝင်ကူညီခြင်းများကိုပြုလုပ်ခဲ့ပါတယ် CDNCP စီမံကိန်းလုပ်ငန်းများဖွံ့ဖြိုးရေးလှည့်လည်ရန်ကုန်ငွေလုပ်ငန်းများယင်းဤစပားယင်းဤမြို့နံမှုရန်ကုန်ငွေလုပ်ငန်းများကိုလည်းပြုလုပ်ခဲ့ပါတယ်အခုညီလိုအပ်လည်းရှိသော ရှမ်းမြောက်ဒေသလာရှိုးရခိုင်ဒေသမှာရှိကြသောအသင်းတော်များသို့လည်း အလူငယ်များကိုပေးပို့ခဲ့ပါတယ်။ငလင်ဒေတာကြောင့်ပျက်စီးသွားသောသခိုင်းတိုင်းဒေတာမလေးတိုင်းဒေတာတို့မှာရှိကြတဲ့အသင်းတော်6ပါးတို့လည်းအလူငယ်များကိုပေးယူခဲ့ပါတယ်။ဗန္ဒာယီဌာနအနေနဲ့ကတော့ဘဂိုးသာသနာနဲ့ဝင်ငွေထွက်ငွေများကိုစနစ်တကျကောင်းမွန်စွာစီမံခန့်ခွဲနိုင်ခဲ့ပါတယ်။ဘဂိုးနယ်မှာအသုံးပြုရန်အတွက်ကော်ပီယာတစ်လုံးခါဝါဖာမှာအသုံးပြုရန်အတွက် laptop တစ်လုံးကိုဝယ်ယူခဲ့ပြီးတော့မှ ဘိုးနယ်ထဲမှာရှိတတ်သောဓမ္မဆရာများ၏တလကို9000မပြည့်မီသောဓမ္မဝန်ဆောင်များအားမေတ္တာပြခြင်းအသက်80ပြည့်ပြီးသောဆရာသမားကြီးများအားမေတ္တာပြခြင်းဓမ္မဝန်ဆောင်များ၏သားသမီးများပညာထောက်ပံ့ခြင်းလုပ်ငန်းများကိုလည်းပြုလုပ်ရရှိပါသည်။နေထဲမှာကျန်းသာကြောင်းတက်လျက်ရှိကြသောကျောင်းသားကျောင်းသူများကိုမေတ္တာပြခြင်းနဲ့အတူတူဘိုးတော်ဝန်ဆောင်တော်ပြီဖြစ်သောဆရာဆရာဆရာမများ၏အိမ်တော်မိသားစုများကိုလည်းမေတ္တာပြလျက်ရှိပါသည်။ အခုသာသနာနေထဲမှာကော်မတီ6ခုရှိပါတယ်ကော်မတီများအနေနဲ့ကတော့စာပေကော်မတီတမိုင်းပြုစုရေးကော်မတီစီမီစီကံလေ့လာပြင်ဆင်ရေးကော်မတီမြေယာကော်မတီကောင်းကော်မတီနဲ့အသင်းတော်ခေါင်းဆောင်များတွေ့ဆုံခြင်းကော်မတီဆိုပြီးတော့ကော်မတီ6ခုရှိပါတယ်ဒီကော်မတီတွေတမှာအထူးသဖြင့်ပေါ်ပြလိုတာကတော့ကောင်းကော်မတီဖြစ်ပါတယ်ကောင်းကော်မတီအနေနဲ့ကတော့ ပဲဘကိုးနယ်တွင်းမှာရှိတဲ့ရုံးလုပ်ငန်းများအတွက်အသိန်းတော်အများသို့တွားရောက်ရခြင်းအသိန်းတော်များ၏တာရေးနာရေးနှင့်တဘာဝဘေးဒဏ်များ ဖြစ်ပေါ်လာပါကချက်ချင်းတုံ့ပြန်နိုင်ရန်အတွက်အရေးပေါ်ကားတစည်းလိုအပ်လျက်ရှိပါတယ်ထိုကားကိုဝယ်ယူဖို့ရန်အတွက် ပေးလူရတဲ့အသိန်းတော်များကိုကျေးဇူးတင်သလိုပဲပေးလူဖို့ရန်လည်းတိုက်တွန်းနှိုးဆော်အပ်ပါတယ်ဘေဟုသာသနာနယ်မှာရှေ့လုပ်ငန်းစဉ်များကိုလည်းပေါ်ပြလိုပါတယ် ရှေ့လုပ်ငန်းစဉ်များအနေနဲ့ကတော့မေလ25ရက်နေ့မှာဘေဘူးသာသနာနယ်နေ့ကိုကျင်းပပြုလုပ်ဖို့ရှိပါတယ်။အပတ်စဉ်ဗုဒ္ဓဦးနေ့မနက်6နာရီဆူတောင်းအစီအစဉ်ကိုဇွန်အဖြစ်ပြုလုပ်လည်ရှိပါတယ်။တလမှာတစ်ချိန်ဒန်ရီလ27အစာရှောင်းဆူတောင်းကျင်းကိုလည်းပြုလုပ်လည်ရှိပါတယ်။ငလင်ဘေးကြောင်ပျက်စီးသွားသောတာဝတ္ထုတစ်ပွဲတစုရင်းဒီတစ်ပွဲတစုပိမှန်တော်နှင့်အသိသူအသိသားများ စကိုင်းတိုင်းဒေသကြီးမှာရှိကြသောဒင်းသူအတင်းသားများပြည်သူလူထုများကိုအတိကထားပြမအကူညီသွားဖို့ရန်ရှိပါတယ်။ညီကုန်းအနေနဲ့ကတော့ဖျားသခင်ကျေးဇူးတော်ကိုချီးမွမ်းလက်အခက်ခဲအကျက်တဲအမျိုးမျိုးထဲမှာထမ်းဆောင်စရာဝင်ချင်းတို့ကိုအချင်းချင်းကူညီထမ်းဆောင်နိုင်ဖို့ရန်အတွက်အဝင်အဖြစ်ပြကြသောသာသနာနယ်လို့ပေါ့ဂိုင်ဘက်ဓမ္မအမှုတော်ဆောင်များသာသနာနယ်အလုံးမှုဆောင်အဖွဲ့နှင့်နေရဲမှာရှိကြသောအသင်းသူအသင်းသားများ သင်းတော်အတိအသီးတို့ကိုလည်းကျေးဇူးတင်ရှိပါကြောင်းသာသနာနယ်ကိုစားဖော်ပြလိုပါတယ်ကျေးဇူးတင်ပါတယ်2025ခုနှစ်ဘယ်ဟုသာသနာနေ့အတွက်အဓိကအချက်ကတော့ဖရာသခင်နှစ်သက်တော်ရစ်ဖြစ်ပါတယ်ဖရာသခင်နှစ်သက်တော်ရစ်လို့ပြောပြီးဆိုရင်ကျွန်တော်တို့ဘေးရာကိုပြေးပြီးတော့မြင်ကြပါလိမ့်ကျွန်တော်တို့ရဲ့အသက်တာမှာဖရာသခင်ကဘာကိုတောင်းနေတာလဲကျွန်တော်ဘယ်လိုရစ်အမျိုးအစားကိုကျွန်တော်တို့ ပူဇော်ဖို့ရင်ဘုရားသခင်အလိုတော်ရှိတာလေဆိုတော့ကျွန်တော်တို့စဉ်းစားကြဖို့ဖြစ်ပါတယ်။ရှေ့ပညာရှင်တက်ရောက်တော့တန်ဖိုးအကြီးဆုံးသောလက်ဆောင်ဟာမိမိကိုယ်ကိုမိမိအနိုင်ခြင်းဖြစ်တယ်လို့ဖော်ပြတယ်။ဒီသဘောတရားကိုပဲတမာကျမ်းစာထဲမှာတမန်တော်ကြီးရှင်ဘောလူကယောမဩရစာအခန်းကြီး7နှစ်အငယ်1ဖော်ပြထားတာကိုကျွန်တော်တို့တွေ့ရပါတယ်။ညီကိုယ်တို့အသက်ရှင်ခြင်းလက္ခဏာတန်ရှင်ခြင်းလက္ခဏာ 花钱的，你得到目标了，看那呢，节省到辛苦，得到的无所谓。明明过看那股花钱的啊，十个钱的得到，得到不要到我股，就勉强。一年嘛，让咱们多积些薄禄干。再省钱了看那，再省钱了看那，花钱的，你得到目标了，看那呢，节省到辛苦，无所谓，对不对？明明对过看那股无所谓，一年嘛，让咱们多积些薄禄干。 ခွန်အားပေးထားပါတယ်ကျွန်တော်တို့ကိုတိုက်တွန်းထားပါတယ်ဒီနေ့ကျွန်တော်တို့အသက်ရှင်နေကြတဲ့27ရာစုထဲမှာကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ကိုအသက်ရှင်နေတဲ့ဘဝအခီးလန်းတစ်လျှောက်လုံးမှာကျွန်တော်တို့အသက်တာကိုကျွန်တော်တို့ဘယ်လိုတင်လူပူဇော်ကြမလဲကျွန်တော်တို့ရှီကနေပုံမှာဖယားသခင်ကဘာကိုလိုချင်နေတာလဲကျွန်တော်တို့တင်လူပူဇော်ရမယ်ရှစ်ကဘာလဲဆိုတော့ကျွန်တော်ဒီကနေ့စဉ်းစားချဖို့ဖြစ်ပါတယ်ပရောဖက်ကြီးမိခါကတော့ဖယားသခင်အလိုချင်ဆုံးအရာကို မိခါအနာဂတိကျမ်းထဲမှာပေါ်ပြထားပါတယ်မိခါအနာဂတိကျမ်းအခန်းကြီး6ငွေ6ကနေပုံမှာရှစ်မှာပရောဖက်ကြီးကဘာပေါ်ပြထားသလဲဆိုရင်ငါသည်ထာဝရဘုရားရှေ့တော်သို့အပေပူဇော်သကားပါလျက်ချင်းကပ်၍အမြင့်ဆုံးသောဘုရားသခင်ရှေ့တော်၌ကိုးကွယ်ရမည်နီမိရှုရာယင်းနှင့်အခါလဲသောနွားငယ်တို့ကိုဆောင်လျက်ချင်းကပ်ရမည်တော်ထာဝရဘုရားသည် တိုးထီးတထောင်စီမြင့်တထောင်ကိုအာရနှစ်သက်တော်မူမီလောငါလွန်ကျူးသောအပြစ်အတွက်ငါ၏သားဦးကို၎င်းငါစိတ်ဝိညာဉ်၏အပြစ်အတွက်ငါ၏ရင်သွေးကို၎င်းပူဇော်ရမည်လောအချင်းသူကောင်းသောလမ်းကိုပြတော်မူပြီးတရားသဖြင့်ပြုခြင်းဂယုဏကိုနှစ်သက်ခြင်းသိဖျားခင်ရှေ့တော်၌နှိမ့်ချသောစိတ်နှင့်ကြင့်နေခြင်းမှတပါအပေပူသောတက္ကာကို ထာဝရဘုရားတောင်းတော်သည်နည်းပရောဖက်ကြီးမိခါခါတော့ဒီနေရာမှာဘာကိုဖော်ပြသလဲဆိုလို့ရှိရင်ဘုရားသခင်ကတိုးတယ်စိတ်တယ်ပူဇော်တကားတွေကိုရစ်ပူဇော်ရမယ့်အရာတွေကိုတောင်းတာမဟုတ်ဘူးကျွန်တော်တို့အပြစ်တွေအတွက်ကျွန်တော်တို့စိတ်ဝိညာဉ်ရဲ့အမှားတွေအတွက်ဘုရားသခင်ကကျွန်တော်တို့ရဲ့သားတွေကျွန်တော်တို့ရဲ့သားဦးတွေကိုတောင်းနေတာမဟုတ်ဘူး ဲ့ဒီခေအဲ့ဒီအချိန်ကာလဣသရေလလူမျိုးတွေရဲ့သူတို့ရဲ့ဝန်းကျင်မှာတော့သားဦးတွေကိုပူဆောင်ရတယ်။သားတွေကိုပူဆောင်ရတယ်ဆိုတော့အလိထကရှိတဲ့ခါမှာဘုရားသခင်တကယ်လိုချင်တဲ့ရစ်ကအဲ့ဒီအရာတွေလားလို့ပရောဖက်ကြီးကမေးတာဖြစ်ပါတယ်။တပြိုင်တည်းမှာပဲဒီနေရာမှာပရောဖက်ကြီးကအပြေပေးတာကတော့အဲ့ဒီအရာတွေမဟုတ်ဘူး။ဘုရားသခင်တကယ်လိုချင်တဲ့ရစ်ကပါလဲဆိုလို့ရှိရင်တရားသဖြင့်ပြုခြင်း ဂယုနာကိုနှစ်သက်ခြင်းဘုရားသခင်ရဲ့ရှေ့မှာနှိမ့်ချစွာကြင်ချင်းကိုပဲဘုရားသခင်လိုချင်တာဖြစ်တယ်လို့ပရောဖက်ကြီးမိခါကဒီနေရာမှာပေါ်ပြခဲ့ပါတယ်ဒါကြောင့်မလို့ဒီနေရာမှာအချက်၃ချက်နဲ့ပေါ်ပြခြင်းပါတယ်နံပါတ်၁ချက်ကတော့ဘာလဲဆိုရင်တရားသဖြင့်ပြုခြင်းတရားသဖြင့်ပြုခြင်းလို့ပြောတာကဘာကိုဖော်ပြတယ်ဆိုလို့ရှိရင်တရားမျှတခြင်း တရားမျှတမှုရှိခြင်းဖြစ်ပါတယ်။တရားမျှတမှုရှိခြင်းလို့ပြောတဲ့အခါမှာကျွန်တော်ကဘာကြီးမှာဖြစ်ပျက်နေတဲ့အခက်အခဲတွေပြဿနာတွေအားလုံးရဲ့အရင်းမြစ်ကဘာလဲလို့မေးလို့ရှိရင်တရားမျှတမှုမရှိခြင်းကျွန်တော်ကဘာနဲ့အခွားမှာကျွန်တော်တိုင်းပြည်မှာကျွန်တော်ရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေပြဿနာတွေအားလုံးရဲ့အရင်းမြစ်ကလည်းတရားမျှတမှုမရှိခြင်းကြောင့်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေ့ပြီးခံစားခဲ့ရတယ် အဲ့တရားမြတ်တော်မူမရှိခြင်းကအနိဋ္ဌာယုံတွေကိုဖြစ်ပွားစေတယ်။တရားမြတ်တော်မူမရှိခြင်းကစစ်ပွဲတွေကိုဖြစ်ပွားစေတယ်။တရားမြတ်တော်မူမရှိခြင်းကမကောင်းတဲ့အကျိုးဆက်တွေကိုပဲဖြစ်ပွားစေတယ်ဆိုတော့ကျွန်တော်တို့နေ့စဉ်နဲ့အမျှကြုံတွေ့ခဲ့ပြီးဖြစ်ပါတယ်။တရားမြတ်တာခြင်းကိုပြောတဲ့အခါမှာကျွန်တော်တို့ကငယ်တယ်။ကျွန်တော်တို့ကတိနေခံထားရတဲ့သူတွေကျွန်တော်တို့ကိုယ်တိုင်ကတရားမြတ်တာခြင်းကိုလိုအပ်လို့လိုအပ်လို့ဆိုဖို့မှကျွန်တော်တို့က တရားမျက်နှာချင်းကိုတောင်းရတဲ့သူတွေဖြစ်သလိုတခါတလေမှာကျွန်တော်တို့ကသူတို့ဘာကိုချုပ်ချယ်ပြီးတော့မှသူတို့ဘာကိုချုပ်ကန်ခြင်းပြီးတော့မှသူတို့ဘာကိုတရားမျက်တာမှုမပေးတဲ့လူတွေလည်းဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းကတရားသခင်နဲ့တက်တဲ့ရစ်ကပါလဲလို့မေးလို့ရှိရင်တရားမျှတာခြင်းလို့ပြောတဲ့အခါမှာကျွန်တော်တို့ကသူတို့ဘာအတွက်တရားမျှတာတဲ့လူတွေဖြစ်နေအသက်ရှင်ကြဖို့ဖြစ်ပါတယ်။ ျွန်တော်ဘဂူသာသနာနယ်ထဲမှာရှိကြတဲ့မိသားစုတွေအားလုံးမြန်မာပြည်ထဲမှာရှိကြတဲ့ခရစ်ယာန်တွေအားလုံးအရာမျှတာစွာနဲ့အသက်ရှင်ကြဖို့ပဝင်းခြင်းမှာကျွန်တော်တို့အသက်ရှင်ကြတဲ့ကျွန်တော်တို့ပဝင်းခြင်းအတွက်ကျွန်တော်တို့ကိုယ်တိုင်ကသူတို့အတွက်အရာမျှတာစွာနဲ့အသက်ရှင်ကြတဲ့မိသားစုတွေဖြစ်ဖို့ဒီနေရာမှာခွန်အားပေးခြင်းပါတယ်ကျွန်တော်အသက်ရှင်နေတဲ့အချိန်ကာလကျွန်တော်တင်လူပူဇော်ရမယ့်ညာကဘာလဲလို့မေးလို့ရှင့် အရာမြတ်တာချင်းကျွန်တော်လိုအပ်နေတဲ့သူတွေအတွက်ကျွန်တော်တရားမြတ်တာဆောင်နေကျွန်တော်တို့လောကမှာအသက်ရှင်ကြမယ်ပထမအဆုံးတစ်ချက်ကတော့အသက်ရှင်တဲ့ရှေ့ကတော့ကျွန်တော်တို့ရဲ့တရားမြတ်တာဆောင်ကျွန်တော်တို့အသက်ရှင်ရမယ်ရှေ့ဖြစ်ပါတယ်ဒုတိယချက်ကတော့ဘာလဲဆိုလို့ရှိရင်ဂရုဏာကိုနှစ်သက်ခြင်းဂရုဏာကိုနှစ်သက်ခြင်းလို့ပြောတာကတော့အထူးသဖြင့်ချစ်ခြင်းမေတ္တာဖြစ်ပါတယ် ။ချစ်ချင်းမေတ္တာအကြောင်းတွေကိုတော့တစ်ကောခန်းကြီး73ထဲမှာချစ်ချင်းမေတ္တာနဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုများစွာဖော်ပြထားပါတယ်။မေတ္တာသည်စိတ်ရှိတဲ့ကျေးဇူးပြုတဲ့ကြီး။ချစ်ချင်းမေတ္တာရှိတဲ့သူကကယုဏတော်ကိုနှစ်သက်တဲ့သူဖြစ်တယ်။ကယုဏကိုနှစ်သက်တယ်လို့ပြောလို့ရှိရင်ကျွန်တော်တို့နေ့စဉ်အသက်တာမှာကျွန်တော်အသက်ရှင်တဲ့အသက်တာမှာကိုကကယုဏနဲ့အသက်ရှင်မှုဖြစ်ပါတယ်။အချို့ကတော့ ကျွန်တော်တို့ကိုယ်တိုင်ဂယုနာကိုနှစ်သက်ကြပါတယ်ကျွန်တော်တို့ကသူတို့ဘာရဲ့ဂယုနာပြုတ်ခြင်းကိုကျွန်တော်တို့နှစ်သက်ကြတယ်တပြိုင်တည်းမှာပဲကျွန်တော်တို့ကသူတို့ဘာကိုဂယုနာပြုတ်ဖို့ရန်တွက်ကြငင်းဆိုတက်ကြဒီနေရာမှာဘုရားသခင်နှစ်သက်တဲ့ရစ်ကတော့သူတို့ဘာရဲ့ဂယုပြုတ်ခြင်းကိုခံရတဲ့အရာကိုပြောတာမဟုတ်ဘူးတဲ့သူတို့ဘာကိုဂယုပြုတ်ဖို့အဲ့ဒီဂယုပြုတ်တဲ့ရစ်ကိုတင်လူပူဇော်ဖို့ဖြစ်ပါတယ်ကျွန်တော်ဝေးကျင်မှာအခုလိုအခြေအနေမျိုးမှာ အခက်ခဲအမျိုးမျိုးကိုရင်ဆိုင်နေကြရတဲ့မိသားစုတွေကျွန်တော်တို့ပတ်ဝန်းကျင်မှာတူးနေသေးရှိပါအခက်ခဲအမျိုးမျိုးကိုရင်ဆိုင်နေရတဲ့ပြည်သူတွေအတွက်ကျွန်တော်တို့ကယူနာထားပြီးတော့မှအသက်ရှင်ကြတဲ့ခရိယန်တွေဖြစ်ဖို့ကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းရစ်ကိုကျွန်တော်တို့ပူဇော်ကြရမှာဖြစ်ပါတယ်အသက်ရှင်ခြင်းရစ်လို့ပြောလို့ရှင်အသက်ရှင်တဲ့အချိန်ကာလပဲဒီရစ်ကိုကျွန်တော်တို့ပူဇော်နိုင်တာဖြစ်ပါတယ်ဒါမို့ပတ်ဝန်းကျင်မှာရှိတဲ့လိုအပ်နေတဲ့သူတွေအတွက်ကျွန်တော်တို့ယူနာပြုဖို့မှအသက်ရှင်ကြရအောင် တမာချန်းစာထဲမှာကြည့်မယ်ဆိုလို့ရှင်လေသခင်ယေရှုကိုတော်တိုင်ကသူ့ဝန်းကျင်မှာရှိတဲ့ပြည်သူလူထုအတွက်ဂိယုနာနဲ့အသက်ရှင်ခဲ့တဲ့သူဖြစ်ပါတယ်ဂိယုနာထားပြီးမှသူတို့ဘာကိုဆက်ဆံခဲ့တဲ့သူဖြစ်ပါတယ်အထူးသဖြင့်နူနာယောဂါဆွဲနေတဲ့လူတွေသခင်ယေရှုငါကိုရောက်လာတဲ့အခါမှာသူတို့ဘာတွေဘေးရနေပေါ်ခွာသွားကြတော့လေသခင်ယေရှုကသူတို့ကိုတိတွေ့ပြီးတော့မှသူတို့ကိုကျမ်းမာရတဲ့အခွင့်ကိုပေးပါတယ် ဒီနေ့ဂယုနာပြုတ်ချင်းကိုကိုကိုတိုင်ပြုတ်တဲ့အခါမှာဖယားသခင်ရဲ့ဘုန်းတော်ထင်ရှားခြင်းကိုလည်းမြင်တွေ့ကြရမှာဖြစ်ပါတယ်။သခင်ယေရှုဖယားကနူနာဆွဲနေတဲ့သူတွေကိုလက်လျူမရှုဘဲနဲ့အနီးအနားတိသွားပြီးမှသူတို့ကိုတို့ထိပ်ပြီးတော့မှပျောက်ကင်းရတဲ့အခွင့်ကိုပေးတဲ့အခါမှာသူတို့တွေကဖယားရဲ့မေတ္တာတော်ကိုတွေ့မြင်ခံစားပြီးတော့မှဘုန်းတော်ထင်ရှားရတဲ့အခွင့်ကိုပေးသလိုကျွန်တော်တို့ကိုယ်တိုင်လည်း လောကမှာအသက်ရှင်တဲ့အခါမှာအသက်ရှင်ခြင်းရစ်ကိုပူဇော်မယ်ဆိုလို့ရှိရင်လောကမှာသူတို့ဘာကိုဂယုနာပြုတ်ပြီးတော့မှအသက်ရှင်ခြင်းရစ်ကိုပူဇော်လို့ခြင်းရစ်ကဖယားသခင်အနှစ်သက်ဆုံးရစ်ဖြစ်တယ်ဆိုတော့ဟိုရောဂါကြီးမိခါကပေါ်ပြတယ်လို့ပဲကျွန်တော်တို့တွေလည်းအသက်ရှင်ခြင်းရစ်ကိုသူတို့ဘာကိုဂယုနာပြုတ်ပြီးတော့မှပေါ်ပြချဖို့တိုက်တွန်းလိုပါတယ်နောက်ဆုံးချက်ကတော့နှိမ့်ချစွာကျင့်ခြင်း 那天说进进路别人看嘛了，他也不看看，他看一修片，过老干部死了的看嘛。那天说些老干部死了，开完，那不都嘛？每天嘛，他勒，哪一天看一嘛，哪一天看一嘛，没法样的，看不比的。不都嘛？每天嘛，他勒，他讲他讲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 ，他讲， လောကမှာနှိမ်ချစွာဖြင့်အသက်ရှင်ခဲ့တဲ့သူတရားဖြစ်ပါတယ်။သူ့ရဲ့အသက်ရှင်တဲ့အချိန်ကာလတစ်လျှောက်လုံးကိုကြည့်မယ်ဆိုရင်နှိမ်ချစွာနဲ့သူ့ရဲ့အသက်တာကိုရှစ်ပူစော်ခဲ့တယ်ဆိုတော့ကိုယ်လည်းကျွန်တော်တို့မြင်တွေ့ခဲ့ကြရပါတယ်။ကျွန်တော်တို့ဘောဒီနေ့27ရာစုမှာကျွန်တော်တို့အသက်ရှင်နေကြတဲ့ကျွန်တော်တို့ကိုယ်တိုင်ကလည်းကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းရစ်လို့ပြောတဲ့အခါမှာနောက်ဆုံးချက်အနေနဲ့နှိမ်ချစွာနဲ့အသက်ရှင်ဖို့ဖြစ်ပါတယ်။ သခင်ယေရှုဖျားကလောကမှာနှိမ့်ချစွာအသက်ရှင်ဆိုကျွန်တော်လည်းသခင်ယေရှုဖျားနီးတူအသက်ရှင်ချဖို့ဒီနေရာမှာခွန်အားပေးလိုပါတယ်။နှိမ့်ချခြင်းလို့ပြောတာကကျွန်တော်တို့ရဲ့အသက်တာကိုမျိုးယိုလေးအသက်ရှင်ခြင်းဖြစ်ပါတယ်။နှိမ့်ချခြင်းလို့ပြောတာကကျွန်တော်တို့ရဲ့လောဘတွေဒေါသတွေကျွန်တော်တို့ရဲ့မာမာနတွေကိုဖယ်ထားပြီးတော့မှသခင်ယေရှုဖျားအသက်ရှင်စေလိုတဲ့အတိုင်းကျွန်တော်တို့လောကမှာအသက်ရှင်ခြင်းလောကကိုအစေခံခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အသက်တာမှာပတ်ဝန်းကျင်မှာလိုအပ်နေတဲ့သူတွေများစွာရှိပါတယ်ကျွန်တော်တို့သူတို့အတွက်နှိမ့်ချစွာဖြင့်အသက်ရှင်ချဖို့မိမိတို့ကိုမိမိတို့ပြင်ဆင်ချဖို့ဒီနေရာမှာခွန်အားပေးခြင်းပါတယ်နှိမ့်ချခြင်းလို့ပြောတဲ့အခါမှာသူတို့ဘရှိကရယူဖို့ပဲမဟုတ်ဘူးကျွန်တော်တို့ကပေးဆက်တတ်တဲ့လူတွေဖြစ်ဖို့ဒီနေ့အသက်ရှင်သောရစ်လို့ပြောတဲ့အခါမှာကျွန်တော်တို့ကသူတို့ဘရှိကနေပုံမှာရယူတာတွေမဟုတ်ဘဲနဲ့သူတို့ဘအတွက်အစေခံတဲ့ရစ်ဖြစ်စေဖို့ ကျွန်တော်တို့ရဲ့အသက်တာကိုကျွန်တော်တို့ပြင်ဆင်ကြရမှာဖြစ်ပါလေ။ချစ်စွာသောမိဘညီကိုမမတို့ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာဟာဖခင်သခင်အတွက်အသက်ရှင်တဲ့ရှိကိုပူဇော်ကြရမှာဖြစ်ပါလေ။ပြပြဩဝါဒစာအခန်းကြီး73ငွေ16မှာဘာပြောသလဲဆိုလို့ရှိရင်ခြေဆုပြုခြင်းဥစ္စာဝင်မြခြင်းအမှုတို့ကိုမမေ့လျော့ချနဲ့။သောသောရစ်ကိုဖျားသခင်သည်အာရ နှစ်သက်တော်မူ၏သူတစ်ပါးကိုကျေးဇူးပြုခြင်းမိမိရဲ့ဥစ္စာတကိုဝေငှပေးခံခြင်းအရေးကိုဖယားသခင်အာရနှစ်သက်တော်မူတယ်ဆိုတဲ့အကြောင်းကိုဒီနေရာမှာဖော်ပြခြင်းဖြစ်ပါတယ်ဒါကြောင့်မို့အသက်ရှင်တဲ့ရစ်လို့ပြောတဲ့ခါမှာကျွန်တော်တို့ကိုယ်တိုင်အသက်ရှင်တဲ့အချိန်ကာလအတွင်းထဲမှာကျွန်တော်တို့ကိုယ်တိုင်ဖယားသခင်နဲ့အတူရှောင်လန်းတဲ့အသက်တာဖြစ်ဖို့ကျွန်တော်တို့ကိုယ်တိုင်အရာမျှတာနဲ့အသက်တာနဲ့ကျွန်တော်တို့အသက်ရှင်ချဖို့သူတို့ဘာကိုကြုံနာပြုတဲ့ အသက်တာနဲ့ကျွန်တော်တို့အသက်ရှင်ချဖို့ကျွန်တော်တို့ကိုယ်တိုင်လည်းနှိမ့်ချသွားလောကမှာအသက်ရှင်ရင်းနဲ့လောကကိုရှောင်လန်းချပါစို့လို့တိုက်တွန်းရင်းနဲ့ညီကုန်းချုပ်ပါတယ်ကျွန်တော်တို့ဆယ်ကိုဘုရားသခင်ကောင်းချီးပေးပါစေ။